လင်ဘေးတင်ပြည်သူများအတွက်ကိုသမီးနေနဲ့မတ်တီငွေသိန်းတရာနဲ့အတူတူဒါစားတောက်ဖွဲရများကိုတွားရောက်လှူဒန်းမှာပဲဖြစ်ပါတယ်အခုကတော့ဟိုပထမဦးဆုံးဒါပထမဦးဆုံးကိုလည်းပထမဦးဆုံးတွေ့ကြုံခဲ့ရတာဆိုတော့ဟိုဘာလူရမလဲမသိဘူးပေါ့နော်ပထမဦးဆုံးနေနဲ့စားဖို့တောက်ဖို့အမြန်လွယ်ကူတဲ့ဟာမျိုးတွေဝယ်သမီးနေနဲ့ပြင်ဆင်ထားပါတယ်ပေါင်မုန့်တွေပါမယ်အလူနဲ့ပတ်တဲ့ဒီမှာကိုယ်ကားလေးပါမယ်ခေါက်တယ်လက်မနေတဲ့ဒီမှာနော်ရေသံဘူးတွေပါမယ်ပေါ့နော်အခုကတော့ပထမဦးဆုံးအလူဆိုတော့ ။ဘာလေးလူရမလဲမသိဘူးနော်။ကိုယ်တိုင်လဲအဲ့နေ့ကအဲ့နေ့ကကြုံခဲ့ရတာပေါ့။ကိုယ်တိုင်လဲအဲ့နေ့မန်လေးမြို့မှာပဲအဲ့နေ့ကရောက်နေတဲ့အချိန်မှာအဲ့လိုမျိုးဖြစ်သွားတဲ့အချိန်မှာအပြန်မှာတော့တော်တော်ဆူဆူဘွားပြက်စီးနေတာတွေ့ခဲ့ရတယ်ပေါ့။အခုချက်ချင်းပဲအခုချက်ချင်းပဲလူဖို့အတွက်ကိုပြင်ဆင်ရတာပေါ့နော်။အခုမိုင်းလား။ ထောက်ပို့ထုတ်ပေးပါအောင်အဲ့ဒါအခုကျွန်တော်အနုပြုတာရှယ်ရတယ်ပေါ့လေးမှဒီအမလေးညစာပေးရဝေသားတွေပါမယ်အခုလက်ရှိမြန်မြန်စားလို့တောက်လို့ရမယ်ဟာပဲအဓိကဥစားပေးပြီးတော့အခုဒီမှာပဲဖြစ်ပါတယ်တကယ်လို့နောက်လာမယ့်အလူရှင်တွေကိုလည်းအဲသမီးနေလည်းအခုသွားလူတဲ့အခါမှာဘာတွေလိုအပ်လဲဆိုတာသမီးနေလည်းအသေးစိတ်ပြန်ပြောပေးပါမယ်လမ်းအခြေအနေရောပေါ့နော်အကုန်လုံးပြန်ပြောပေးပါမယ်အခုကတော့ချက်ချင်းထုတ်ပြီးတော့အခုချက်ချင်းသွားလူမှာပဲဖြစ်ပါတယ်မိုက်ထဲတော့ရောက်သွားလူတွေကပဲရောက်သွားပေးအေးပေး မိုက်ဆက်မှာမလားအိတ်ကတင်းနေသလားရေတန်းကတက်တူဆက်ခါငါတို့ကငါတို့ကရေတန်းကနေလာထည့်လိုက်လားရန်တော်ရေနော်ရန်တော်ရေဒီမှာမိသားစုလိုက်တကယ်စိတ်ထားဖြူစင်တာတမိသားစုလို့နော်မိသားစုအကုန်လုံးကဒီဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်ဖြစ်လေးစားပါတယ်လို့နော်ဒီဥစ္စာဒီဥဒီလိုအလှူတန်းတစ်ခုလုပ်တော့မယ်ဆိုသူတယောက်တည်းတင်ပင်မန်းတာပေါ့ဗျာ ငွေအားရောသူ့လူအင်အားရောဘယ်လိုသူတို့တမိသားစုလုံးပင်ပန်းခံပြီးတော့ကိုလောက်တာဗျအဲ့ဒါလေးကိုတကယ်ကိုမှကျွန်တော်တို့စိတ်မှာကြည်နူးကြပါလို့တကယ်ဝမ်းသာပီတိကျွန်တော်တို့ထောက်နာဖြစ်ရပါတယ်နောက်တစ်ခါမူရီတာစိတ်လေးတကယ်ပွားရတယ်ဗျသူတို့ကိုကြည့်လိုက်လို့ရှိရင်တကယ်ကိုမှလည်းစိတ်မှာကုသိုလ်ရတဲ့စိတ်ကလေးဖြစ်တယ်မနော်ဒေါသစိတ်မဖြစ်ရဘူးကုသိုလ်စိတ်ဖြစ်ရတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်သူကတော့အမ်ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေဘယ်နေရာမှာပဲတဘာဝဘေးအန္တရာယ်ကြုံလိုက်ကြုံလိုက်သူအရင်ဆုံးရှင်တော့သူရောက်အောင်သူ အမြဲတမ်းစူးစမ်းနေတာအမြဲတမ်းစူးစမ်းပြီးအမြဲတမ်းလဲရောက်အောင်သွားတယ်အမြဲတမ်းလဲနောက်မကျအောင်အမြဲတမ်းလဲသူစုံရဲလောက်ကိုင်းနေပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့အတွက်ချက်ခလေးစားစရာပါလို့အဲ့တော့ဘာပဲဖြစ်ဖြစ်ဟိုပေါ့နော်လေးစားပါတယ်လို့ညီမလေး